ရန်ကုန်မှာဂျဟင်ဂါသီလို့ခေါ်ပြီးတော့နေမှာတော့ဂျင်းဂါသီလို့ခေါ်တဲ့ဂျင်းဂါသီကျော်လေးကျော်စားမှာပါ။ခုဂျင်းဂါသီလေးတွေခူးထားတာတော်တော်များများရနေပြီပေါ့နော်။ဒီဂျင်းဂါသီလေးတွေကလीသေးပေမဲ့အစီလေးတွေကနည်းနည်းမှားနေရပေါ့ရင့်နေတော့လေ။အဲ့တော့လေဒီအစီတွေပါရင်စားမကောင်းဘူးပေါ့မမကြီးအဲ့ဒါကြောင့်ဖယ်ထုတ်ပါမယ်။အကယ်၍အထဲကိုဖြွင့်ကြည့်လိုက်လို့ပေါ့ခွဲကြည့်လိုက်လို့နှူတာလေးတွေဆိုရင်တော့ဖယ်စရာမလိုဘူးပေါ့နော်။ ရင်ဦးဆုံးအစီအရေကိုစိတ်ရှိလက်ရှိဖဲပါတယ်ပြီးရင်ရည်စည်းတယ်ပေါ့နော်တချို့ကကြတော့လေဒီနေရာမှာအခါတတ်တာအောင်ဆိုပြီးစားရင်လည်းကြာကြာစိန်ပြီးတော့ညှစ်ထုတ်တာမျိုးလုပ်တယ်ပေါ့နော်ချီလီတို့ကအခါကိုကြိုက်တော့လေဒီတိုင်းရည်စည်းပြီးတော့လေစားလေးများများလေးနဲ့နာနာလေးနေပြီးတော့တစ်ချက်လောက်ညှစ်ထုတ်လိုက်တယ်ပေါ့နော်အကဲကွာအခါမကြိုက်ဘူးဆိုရင်တော့စားရည်စိမ်းပြီးညှစ်ထုတ်ပါတော့။ပြီးရင်ကြက်သွန်ဖြူနဲ့ကြက်သွန်ညီကိုအရင်ဆုံးစီတတ်ပါမယ်။အယောင်တင်းမှုန့်လေးထည့်ပါရယ်။ပြီးရင်စိမ်းစားယူပြီးထည့်တယ်၊ပုံစံချောင်းမှုန့်ထည့်တယ်ပေါ့နော်။ ဒါလေးတွေကိုတေချာလိတ်ပြီးတော့ခြောက်လောင်စီးတက်ပြီးတော့မှဂျင်းကားသီးလေးထည့်ပါတယ်။တချို့ကလေဂျင်းကားသီးကိုမခအောင်ဆိုပြီးတော့စီမြများနဲ့နှက်တယ်ပေါ့ရေမထည့်ပဲနဲ့ပေါ့။ချီလီတို့ကအခါမကြောက်တာလည်းပါတယ်ပြီးတော့ကျမ်းမာရေးအတွက်စီကိုရှော့သုံးတဲ့အချင်းရှိနေတော့ဒါကိုညူးအောင်လို့ဆိုရင်ရေလေးနည်းနည်းထည့်ပါတယ်။ပြီးတော့လေဒီလိုခားတဲ့အသီးတွေကြော်မယ်ဆိုရင်လေမကြီးရေလေးနည်းနည်းထည့်ပူစားကောင်းတယ်ပေါ့နော်။အဲဒါကြောင့်မကြီးရေလေးနည်းနည်းလေးထည့်ထားပါတယ်။ပြန်အဖုံးအုပ်ပြီးတော့တဲပါတယ်အဖုံးအုပ်ပြီးတဲပြီးတော့ရေခန်းသွားပြီဆိုတော့မှခဏလောက်မှွေလိုက်မယ်ပေါ့နော် ဒီမှာဓာရှိနည်းနည်းထည့်ထားပါတယ်မထည့်လည်းရရနော်ပုံစံကြောက်ထည့်ထားပြီးသားဆိုတော့လေဒီလိုဂျင်ကားကြီးကြော်တာတို့ဘာလို့ဆိုရင်လေအိုကက်ကလေးနဲ့ချက်ချောက်လေးဆိုပူပြီးတော့စားကောင်းလို့ဒီဟာကိုနည်းနည်းလေးခြောက်အောင်ဆိုပြီးတော့ဆူဆူကြီးကိုမကြိုက်လို့ပေါ့နော်အဖုံးအုပ်ပြီးတော့မီးလျှော်ပြီးတော့ခဏလောက်တည်ပါတယ်ပြီးတော့အိုကက်ကလေးဖြစ်ပြီးပူမွှေးလာပြီးဆိုတော့မှဒီဂျင်ကားကြီးလေးကိုချရပါနော်ခင်တခွက်ထဲနဲ့တော်တော်စားကောင်းပါတယ်အခါကြိုက်တဲ့လူဆိုရင်တော့ဂျင်းကားသီးကြော်လေးရအရင်အရသာရှိမှသိကြပါဗျ